ောမိဘပြည်သူပေါင်းစိတ်အီချမ်းသာခြင်းကိုအီချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဥစွာပထမပြည်သူစပီကာနေပြီးတော့ကျွန်တော်တို့ညီကို၃ရောင်နှုတ်ခွန်းဆက်တာဂါရဝပြုလိုက်ရပါလိမ့်ခင်ဗျာဟုတ်ကဲ့ပါပီတီတာလာနဲ့ပလီပလာမပြောတတ်တဲ့ပြည်သူစပီကာပြန်လည်လို့ရောက်ရှိလာပါပြီဟုတ်ကဲ့ပြည်သူတွေရဲ့တိုင်ကြားထားတဲ့စာတွေကိုပြည်သူတွေရဲ့ရင်သွင်းနေရဖြစ်လာတဲ့ခံစားချက်တွေကိုပြည်သူကိုယ်သာပါဇက်အနာနဲ့ကျွန်တော်တို့ဒီနေရာနေပြီးတော့ကျွန်တော်တို့ ဖတ်ကြားပေးမယ်အစီအစဉ်လေးပဲဖြစ်ပါတယ်ဗျာဟုတ်ပါကိုကြည့်ရေဘင်္ဂကိုပေါ်လင်းရေခမရကိုသိမ့်သိတတင်းနေလေတော်တော်စုံပြီပေါ့ဒါတတင်းနေလေစုံနေပါပြီเนาะဟုတ်ကဲ့ပါဒီဘက်ကကိုစည်းသားအကိုရေးဒီဘက်မှာတော့ကျွန်တော်တို့ပေါ့เนาะလာပြီးတော့ရေရဲဝန်းနဲ့ပြောထားတဲ့လူကြီးလေပါတယ်ဗျာဟုတ်ပြီအခုလိုမျိုးပြည်သူကိုစားပါဇက်အငားနဲ့ကျွန်တော်တို့ဒီစီဇန်လေးမှာတင်ဆက်ခွင့်ရတဲ့အတွက်ကျွန်တော်တို့ကိုကျွန်တော်တို့လည်းဂုဏ်ယူမိပါတယ်ဟုတ်ကဲ့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီအားလုံးဟာ อะนุปัญญาตมะดิဟုတ်ကဲ့อะนุปัญญาตมะดิဆိုတော့ပြည်သူကကျွေးလို့တောက်ကြွားလာတဲ့อะนุปัญญาตมะดิဟုတ်ပါပြည်သူကိုယ်စားပါဇက်အငားနဲ့ပြောရမှာကျွန်တော်တို့တာဝန်ပါကျွန်တော်တို့ကဒါတာဝန်ပါပဲခွဟုတ်ကဲ့ပါကျေးဇူးရှင်ကိုဒါကျေးဇူးဆက်ရတဲ့သဘောပါပဲခင်ဗျာမှန်တယ်ဗျမှန်တယ်ဟုတ်ကဲ့ပါကိုစည်းသားကြီးကိုကြီးနည်းနည်းတင်းလေးပါလေးပြောပါဦးဒီကကြာကျွန်တော်ပြောချင်တာ ARU တိုင်းဖြာဖို့မြို့နယ်ပေါ့နော်ဟုတ်ကဲ့ပါဒါ ARU တိုင်းကနေ ARU တိုင်းကနေ ARU တိုင်းဖြာဖို့မြို့နယ်တဲ့ဂျုံကူးချောင်းက မော်တော်ပီကယ်ရဲဟုတ်သူရိန်ဝင်းဆိုတဲ့လူကိုပြောချင်လို့ပါဟုတ်ကဲ့ပါเนาะအဲ့လူကပြည်သူ့ရေးစီရနေပြီးခုံသွေးဆုပ်တယ်ဟိုလမ်းမှာပေါ့နော်သူကဟိုသူကရဲဟုတ်လဲရဲဟုတ်မော်တော်ပီကယ်ဆိုတာသူကလမ်းမှာကြီးရင်ပြောရင်တော့သူပိုင်နေဆိုတာကြီးပဲပေါ့သူပိုင်နေဆိုတာကြီးပဲပေါ့အဲ့လိုခုံသွေးဆုပ်နေတယ်တဲ့မြို့ပေါ်ရွာရွာတွေရောသူကဂိတ်ထိုးတယ်လို့ရမဟုတ်ဘူးကြုံရမှာဂိတ်ကိုထိုးချပလိုက်တာကြုံရကြာမှန်းဂိတ်ထိုးပြီးတော့ တီသူတွေကိုအနိုင်ကျင့်နေတဲ့လူအဲရဲအုပ်သူတွေဝင်းဝင်းပေါ့နော်သူတွေဝင်းအဲအဲ့လူကိုနည်းနည်းပြောပေးပါဆိုပြီးတော့ကျွန်တော်တို့လာရောက်ပြောကြားထားပါတယ်ပေါ့နော်သူရန်ဆိုသူရန်ဆိုးနေဆိုရဲအကြောင်းပေါ့အေးပေါ့အဲ့ရာကိုသူ့ကိုပင်စင်ယူမယ်လို့လည်းသတင်းတော့ကြားတယ်ပေါ့နော်ယူမယ်ဆိုလည်းမြင်မြန်ယူပါတဲ့ပြည်သူတွေကိုတော့ထပ်ပြီးတော့ဒုက္ခမပေးပါနဲ့လို့ပြောကြားထားပါတယ်ခင်ဗျအရာဒီတိုင်းကဘယ်ဖြာပုံနော်ဖြာပုံဟုတ်ကဲ့ကျုံဒီတိုင်းဖြာပုံမှာရှိတဲ့ရဲအုပ်သူတွေဝင်းခင်ဗျပင်စင်ယူမယ်လေယူပါ ေကန်ဒီရိတ်ခါယူတယ်လို့တော့မဖြစ်ပါစေနဲ့လို့ကျွန်တော်ဒီနေရာနေကျွန်တော်ပြောချင်ပါတယ်ပြည်သူတွေရဒီအချိန်မှာဟုတ်ကဲ့ကုံစင်းလုံးနေရာလဲကြီးနေတယ်ဒီဘက်ကစစ်ကောင်စီရဲ့မြန်မာနှိမ့်ဆက်မှုတွေကိုလဲခံစားနေရတဲ့အချိန်မှာဘေးကျက်နံကျက်ဖြစ်အောင်ပြည်သူတွေကိုမလုကြပါနဲ့ကိုချင်းစာတရားလေးထားပါလို့ဒီနေရာနေပြီးတော့ပြည်သူကိုသာပါဇက်အားနဲ့ကျွန်တော်ညီကိုတောင်းကပြောကြားလိုက်ရပါတယ်ခင်ဗျာ ဟုတ်ကဲ့ဟုတ်ကဲ့ပါပြောပါဦးခင်ဗျာဒီခါကျတော့ပြည်သူစပီကာနေယူပေါ့နော်အွန်လိုင်းပေါ်ကနေစာလေးတစ်ခုပြည်သူကိုပြန်ညွှတ်ပြစီခြင်းပါတယ်ဩဟုတ်ကဲ့ပါပြောပါဦးခင်ဗျာအဲ့ဒါလေးကတော့အပျော်ရီမနှိုးထပါတော့ကောင်းပြီဒါတော်တော်ပြည်သူတွေကိုပြောတာပြည်သူတွေကိုပြောတာအပျော်ရီမနှိုးထပါတော့စစ်မှုန်းမ်းမပါသေးတဲ့ညီငယ်လေးတဲ့နိုင်ငံရေးအခြေအနေလေးလဲနားဆွင့်ကြအောင်ဟုတ်ကဲ့ပါစစ်မှုရန်တပ်သားတွေကိုရှေ့တန်းမှာမူရစ်စေးကျွေးပြီးလူလိုင်းတပ်ဖွဲ့အုံပြူလာတယ် လူစိတ်ပြောက်ပြီးအတင်းတက်လာအလောင်းတွေအပုံလိုက်တေကုန်တယ်။လက်ရှိမင်းအောင်လှိုင်စစ်တပ်ဟာတိုက်ပွဲနိုင်ခြင်းမနိုင်ခြင်းထက် PDF တွေဘက်ကကြီးစံကုန်စီမဲ့နီးပြူဟာကိုတုံးလာတယ်။စစ်မှုရန်တပ်သားတစ်တွေရှေ့တက်ခိုင်းပြီးအသေးခံခိုင်းနေရင်နာပွဲပါပဲ။ဟုတ်ကဲ့ပါ။မိဘတွေသိကြပါတော့လူငယ်တွေမင်းတို့တွေလည်းအပျော်ရီမှနိုးထပါတော့လွတ်မြောက်နေမြအကျယ်ကြီးရှိနေပါပြီ။နိုးထကြတော့ ကောင်းလေးပါကောင်းလိုက်တဲ့စကားလေးနော်ဟုတ်ကဲ့ဟုတ်ကဲ့အဲကျွန်တော်တို့ဟိုပြောရရင်တော့ဗျာအရင်တော့ဟိုတချို့လူတွေပြောပြောနေစကားတခုရှိပါတယ်ကိုလုံးမကိုစားဟုတ်တယ်ကိုလုံးမဘသူတက်တက်ပေါ့ဘသူဘယ်မင်းတက်တက်ငေါ့တွေရနေပြီးတော့ကိုလုံးမကိုစားရမယ်ဆိုတော့ပြောပြောနေတဲ့တချို့တချို့တော့လူတွေဟုတ်ကဲ့အခုတော့ဘာဖြစ်ပြီလဲတင်မင်းဆိုတဲ့အာနာရှင်ဟာခမားတို့ရဲ့ခြံစည်းရိုးမှလည်းမဟုတ်ဘူးခမားတို့ရဲ့အိမ်တကားဝမှလည်းမဟုတ်ဘူး အခုခမားတို့ခြေနောင်နဲ့ထိရောက်ပြီးတော့တကားတွေခောက်ပြီးတော့ဝင်လာခဲ့ပါပြီအဲ့တော့အပျော်တွေမှနိုးထကြပါဘူးဟုတ်ကဲ့เนาะကျွန်တော်တို့အပျော်တွေကလည်းနိုးထကြပါအခုဆိုရင်ကျွန်တော်မြို့ကြီးပြည်ကြီးတွေမှာကျွန်တော်တို့မြင်နေတွေ့နေရတာရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ရှေ့တန်းမှာအဲ PDF ရဲဘော်လေးတွေနဲ့เนาะတော်လိုင်းတက်ဖို့ဝင်နေကနေပြီးတော့အာနာကိုပြန်လေရရှိအောင်ဆိုပြီးတော့တိုက်ပွဲတွေဝင်နေကြတယ် ပြည်သူအာဏာကိုပြည်သူရှိရှိပြန်ရအောင်လို့ဆိုရတိုက်ပွဲတွေဝင်တယ်အသက်တွေပေးရတယ်ဘဝတွေဇရေရတယ်မြို့ကြီးပြည်ကြီးတွေမှာရှိကြတယ်လူတွေကြတော့မဖြစ်တဲ့အတိုင်းပဲဟုတ်သူတို့ဩအပျော်ပါလေးလိုက်လိုက်ကြဟုတ်ကဲ့နော်ကလက်လေးကက်လိုက်ကြစားတော့ဆိုင်လေးမှာထိုင်လိုက်ကြမူးလိုက်ကြယူလိုက်ကြနေဩခုနဒီထဲမှာပါတယ်စားသားတခုရှိပါသေးတယ်နော်အဲစားလေးတခုအဲ့ဒါပါလဲဆိုတော့ အဟိုဘက်ကလော်ဘီတွေကဒီစကားစရဲ့လော်ဘီတွေကပြောပါတယ်အာသူတို့ကဒီဘက်မှာဒီဟို PDF ရဲဘော်တွေကိုမွေးစေးဝါးတွေတိုက်ပြီးတော့မွေးစေးဝါးတွေကျွေးပြီးတော့အာစစ်တိုက်ခိုင်းနေပါနဲ့အဲ့ဒါတွေကိုပောက်ကွရ40စကားတွေကိုမပြောပါနဲ့เนาะတကယ်တကယ်မွေးစေးဝါးတွေကိုတိုက်ကျွေးပြီးတော့သုံးဆွဲခိုင်းပြီးတော့တိုက်နေတာ ဘာတူလဲဆိုတာဗီဒီယိုဖိုင်နဲ့တက်တည်ရှိပါတယ်အားလုံးအားလုံးလိုတက်တည်ရတယ်ဟုတ်တယ်နော်တနည်းအားလေးနော်သူတို့အိတ်ကထဲကနေပြီးတော့နေဟိုသာအထုပ်တွေလေအပြာအပြာတို့အပြာတို့လေးထွက်လာစကန်တစ်ခုကိုတိမ့်လိုက်ပြီဆိုရင်အဲ့ဒီစကန်ရဲ့နော်တိမ့်လိုက်တဲ့နေရာအိတ်တွေနော်အဲ့စစ်သားတွေရဲ့အတုံးဆောင်ပစ္စည်းအတုံးဆောင်တွေစကားစစစ်သားတွေချင်းများတက်တွေရဲ့ဟိုအိတ်တွေတဲ့ဟိုအတုံးဆောင်ပစ္စည်းတွေကြီးလည်ရင် W1 ဆိုတဲ့ဆေးပြားလေးတွေတွေ့ရတယ်အဲ့အပြာလေးတွေနဲ့မပါမဖြစ်ကိုဖြစ်နေတယ်ဒါမပါမဖြစ်ကိုဖြစ်နေရတယ်ကျင်းစီတာတစ်ခုကတော့ဟိုပေါ်တာဆွဲပြီးတော့ဟိုစစ်တိုက်ခိုင်းတယ်ရှေ့တန်းထွက်ခိုင်းတယ်ကလေးတွေကမထွက်ကြဘူးဟုတ်ကဲ့တချို့ကလေးတွေကလည်းကြောက်တယ်ကြောက်တော့မွေးရေးဆေးပွားတွေတုံးဆွဲပြီးတော့ တိုက်ခိုင်းနေတယ်ရှေ့တိုက်ခိုင်းနေတယ်အရှိမလူလူလိုင်းတပွဲပေါ့နော်လူလိုင်းတပွဲတိုက်ခိုင်းနေတယ်ဒီဘက်က PDF ရဲဘော်တွေနဲ့တော်လိုင်းကြီးတက်ဖို့ဝင်နေရနေပြီးတော့ကြီးစံနေကုန်သွားတဲ့ဒီသူတို့ကနေတော့လူသားလိုင်းတပွဲတက်ခိုင်းပြီးတော့လှုပ်တယ်ပြီးတော့မှသူတို့ကစကန်တက်သိမ်းမယ်ဆိုတော့သူတို့ရဲ့အကြံစီကြီးမှုတွေအဲပေါ့အဲ့တော့အဲ့ဒီကျွန်တော်တို့ဒီမှာမြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတွေတဲ့နော်မိဘတွေပေါ့နော်အရင်ကိုသားသမီးတွေပေါ့ ခုနစာသားလေးတိုင်းပဲပြန်လဲနိုးထားဖို့တင့်ပြီเนาะနိုးထားရပါတော့ဒီကူလည်းဘဲသွားတယ်ဘဲလာတယ်အချိန်နဲ့သွားခိုင်းမှာအချိန်နဲ့လာခိုင်းမှာဟုတ်ကဲ့ပါဟုတ်ဟုတ်ဟုတ်အဲဒီအချိန်ကကြီးလန်ဆန်စားဆိုတဲ့ဗမာစကပုံရှိပါတယ်ဟုတ်ကဲ့အဲ့လိုမျိုးဖြစ်နေပါတယ်ဟုတ်ကဲ့အဲ့တော့ပြောချင်တဲ့အဓိပ္ပာယ်တော့အပျော်ရီမှာနင်မွန်းပြီးအိပ်ပျော်နေကြတော့အဲ့အပျော်တွေကနေမင်းတို့နိုးထားကြပါတော့ဟုတ်ကဲ့အဲ့ဒီအပျော်တွေကိုလည်းဖန်ပြီးပေးနေတာသူတို့ပဲဖန်ပြီးပေးနေဟုတ်ကဲ့ဒီလောက် နော်တိုက်ပွဲတွေဝင်နေတယ်ဟာဘုံစံနေတနက်တန်နေနော်ဟာအကုန်လုံးမျိုးပေါ်နေမအောင်ကြားနေရတယ်ဆိုတဲ့အချိန်မှာဟာပျော်ပွဲရှင်မတွေဟာဟိုဖျားပွဲမှာဟာဇက်ကြီးတွေကလည်းဒီဖျားမှာဇက်ကြီးတွေကဒီနေ့မနေ့လေးတွေကျွန်တော်လိုင်းပေါ်မှာကြည့်လိုက်ရပါတယ်အဝါဒီပွဲပေါ့နော်သူတို့ဒါပွဲစီးတယ်အဝါဒီပွဲဆိုတော့တလနှစ်လအဲ့လိုကြရတယ်အဲ့လိုမျိုးကြီးလှုပ်ပြီးရက်ကွက်တွေရက်ကွက်တော့အဝါအဝါဒီပွဲကြီးလှုပ်ပွဲပြီးတော့ဟာရဟတ်တွေနဲ့ဟာစားပြားတွေရောင်းပစ္စည်းတွေရောင်းဖာတွေရောင်းအဲ့ဒီမှာညက၄နေအယောက်82ယောက် ပေါ်တာဆွဲတာခံလေရောက်တယ်ဟုတ်တယ်ပေါ်တာဆွဲတယ်ဆိုတော့ကျွန်တော်ရှင်မသတင်းလေးတွေရောက်နေတယ်ဟုတ်ကဲ့ပါပြောပါဦးအော်ဒါအဲ့ပေါ်တာဆွဲတာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီခါကျတော့ကျွန်တော် မုံရွာနေပြည်သူတူကနေပြီးတော့နော်ညာဒီသားဟုတ်မုံရွာပေါ့ပြည်သူတူကနေပြေးပို့လာတဲ့ဒါလေးကသူတတိပေးတဲ့သူ့ရဲ့မျိုးစုမျိုးသားလေးကိုတတိပေးတဲ့စာလေးပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဒါကတော့ဗာလဲဆိုတော့ကျွန်တော်တို့ဒါအခုလိုလဲသိရတိုင်းပဲအခုဆိုရင်ကျွန်တော်နေရာတိုင်းမြို့တိုင်းမှာကျွန်တော်ပေါ်တာတွေဆွဲနေကြတယ်ဟုတ်တယ်အဲ့တော့ဒီမုံရွာမြို့မှာလဲကျွန်တော်ပေါ်တာဆွဲမှုတွေကျွန်တော်ဖြစ်နေပါတယ်တဲ့ဒါပေမဲ့ ဖြစ်နေတယ်ဆိုတော့မျိုးကမော်ရမျိုးရဲ့ဟိုတမျိုးလုံးတော့မဟုတ်ဘူးသူကဖြစ်နေတဲ့နေရာလေးတွေပေါ့နော်အခုဒီတိုင်ကြားစာလေးမှာဘယ်လိုရေးထားလဲဆိုတော့သူတို့တွေအများဆုံးသူတို့ဝင်ပြီးတော့ပေါ်တာဆွဲတဲ့နေရာရက်ွက်တွေကိုတတိထားဖို့တော့ဒီပြည်သူတူကနေပြဖို့လာတဲ့စာလေးပေါ့ဒါကတော့ကျွန်တော်တို့ဒီဟိုပြောရမယ်ဆိုရင်ဒီမုံသခိုင်းတိုင်းမုံရမျိုးစုံရှိပေါ့နော်မျိုးစုံရှိတဲ့ဆိုချမ်းမြဝတီထန်းတော်မုံရတောင်ရွာတစ်စက်မှုစုံနန်းနန်းဝင်း အဲ့ဒီစသည့်ရက်ွက်တွေပေါ့နော်အဲ့ဒီရက်ွက်တွေကဘာလဲဆိုတော့ကျွန်တော်ညာအပြည့်အခြေခံလူရန်သားတွေနေကြတဲ့သူကလူစီကားတယ်ပေါ့နော်ပြန်ကြပြန်ပြောမှမဆိုပြန်ကြလူတွေများတယ်ဟောအဲ့တဲ့ကြောင့်အဲ့မှာနေတော့ပေါ်တာဆွဲတာအဲ့ဒီနေရာတွေကအများဆုံးဆွဲပါတယ်ဆိုတဲ့အကြောင်းလေးကိုပြောပြလာတယ်ပြီးတော့ကျွန်တော်ဘာပြောလဲဆိုတော့ဟိုထပ်ပြီးတော့သူကဆွဲတဲ့အချိန်ပေါ့နော်ဆွဲတဲ့အချိန်ဆွဲတဲ့နေရာဘလို့နေရာမျိုးတွေမှာဆွဲတက်ပါလေဆိုတော့ကျွန်တော်ဒီညနေအလုတ်ပြန်ချိန်အလုတ်ပြန်ချိန်လောက်ကြာရင်တဲ့ကျွန်တော်ယူနီဖောင်းမိုးဝယ်ဖက်နဲ့ကျွန်တော်မာဖီတွေနဲ့ပေါ့ ်မာဖီနေတော့တနက်တီလွယ်ပြီးတော့သူတို့ဝင်လာကြတယ်ဘယ်ဆိုင်ဘယ်မှာဝင်ပြီးတော့အများဆုံးဝင်ဖမ်းလဲဆိုရင်ကျွန်တော်တို့ဒီလဖေးဆိုင်နေပြီးရင်ကျွန်တော်တို့အရက်ဆိုင်ကျွန်တော်ပြန်ကြလူငယ်တွေဆိုတော့ဗျာပြန်လာတော့ကျွန်တော်တနေ့လောပင်ပန်းလာလို့ကျွန်တော်အဲလက်ပိတ်ဆိုင်ထိုင်နေလူရှိမယ်အရက်ဆိုင်ထိုင်နေအဲ့ဒါကိုသူတို့တိအများဆုံးထိုင်နေအချိန်သူရွေးပြီးတော့ပေါ်တာတွေဆွဲနေပါတယ်ဒီမုံရမျိုးပါပေါ့နော်မျိုးစုံရက်ကွက်တွေပေါ့နော်တင်ထားဖို့ဆိုပြီးကျွန်တော်ပေးဖို့လာတဲ့စာလေးတစ်စောင်ပါဟုတ်ကဲ့ပါခင်ဗျာကျွန်တော်လည်းဒီဘက်မှာကျွန်တော်ရှိလဲပေးဖို့လာတဲ့စာလေးတစ်စောင်ရှိပါတယ်အဲ့ဒါကတော့ပသိမ်မျိုးအမှတ်ရှိရက်ကွက်တဲ့ရာအိမ်မူး နော်မြစ်ကိုကတဲ့ရက်ွက်နေပြည်သူနော်ပြည်သူကိုစော်မင်းထွေးကိုတဲ့ပေါ်တာဆွဲဖမ်းဆီးသွားပါလေတဲ့နော်ဘာပဲဖြစ်ပေါ့နော်ဟိုရိုင်းမှုပဲဖြစ်ဖြစ်စိန်မှုပဲဖြစ်အုပ်ကြီးပဲဖြစ်ဖြစ်ဒီလိုကတော့မလုပ်သင့်ပါဘူးအဲစစ်မှုထမ်းဖို့ဆိုပြီးတော့တပ်သားအစ်အဖြစ်တဲ့နော်စစ်တပ်ထမ်းနဲ့ငွေကျပ်သိန်း130ဖြစ်ရောင်းစားလိုက်ပါတယ်လေဗျာဩပေါ်တာဆွဲအောင်နေမကဘူးဒါကပါလဲဆိုတော့ ရက်ွက်ထက်မှရှိတယ်ကျွန်တော်တို့လူလူချင်းပေါ့နော်ဒါလူလူချင်းဟိုဟာဖြစ်တာပေါ့ပုတ်ကြီးတွေယာယီမှုတွေစိတ်အိမ်မှုတွေဟုတ်ကဲ့စီးပွားရေးလောက်ွက်တစ်ခုဖြစ်နေတယ်ဟုတ်ဟုတ်ဟုတ်အဲအဲ့တော့ကိုတဲ့ယာယီမှုကိုမြင့်ကိုခတဲ့ဟုတ်ကဲ့ကိုရဲကြီးကတဲ့အချမ်းပတ်စစ်တက်ခန့်ထားတဲ့အုတ်ချုပ်ရေးမှုဟန်ဝင်းအောင်ကိုတဲ့အတိပေးခြင်းမရှိဘဲနဲ့တဲ့စစ်မှုထက်အပတ်စဉ်၁၆အတွက်ရက်ွက်နေပြည်သူကိုစော်မင်းထွေးကိုတဲ့ပေါ်တာဆွဲ ဖန်းစည်းသွားပါတယ်ဩထို့တို့ပေါ်တာဆွဲဖန်းစည်းပြီးနောက်တဲ့ကံကြီးတော့မြို့နယ်တရက်ကွင်းကျေးရွာအုပ်စုကိုတဲ့စစ်မှုထမ်းလူစားထိုးအဖြစ်အကျံဖက်စစ်တပ်ထမ်းနဲ့ငွေကျပ်သိန်း130ဖြစ်ရောက်စားသွားပါလေဗျာ။ဩရက်ဆက်လိုက်ရအောင်နော်။တော့ဘလိုပဲဖြစ်ရာအိမ်မူကွန်ပျူတာရေကျွန်တော်ဒီနေရာနေတခုတော့ကျွန်တော်ပြောချင်ပါကျွန်တော်တဲ့ငယ်မလားကြီးမလားတော့မသိဘူး။ဒါပေမဲ့ကျွန်တော်တို့ကတော့လေးစားလေးစားတာတော့မဟုတ်ပါဘူးနော်။ အဲကျွန်တော်တို့ကတော့ဟိုမိကောင်းဖခင်တာမီးအနေနဲ့ကျွန်တော်ဒီနေရာလေးပဲကျွန်တော်ပြောချင်ပါတယ်ကိုမြင့်စောခရဲကြီးเนาะအဲခမရရဲ့လုံရက်တွေကိုဒီနေရာနေပြီးတော့ရက်တန်းကနေရက်ပေးပါလို့ကျွန်တော်ဒီနေရာနေပြီးတော့ပြောချင်ပါတယ်ခမရကိုမြတ်တာရက်ခံတာမဟုတ်ဘူးเนาะခမရကိုအတိပေးတာခမရကိုအတိပေးအေးဟုတ်ပြီခမရတို့ကကျုပ်ကိုအတိပေးတယ်ဆိုတော့ခမရတို့တော့ကကျုပ်တို့ကိုတတ်မှလား အဖမ်းပါလားခမ ्या ကိုကျုပ်တို့ကတက်လို့လည်းမရဘူးဖမ်းလို့လည်းမရဘူးဘာမှကျွန်တော်လုံးလို့မရပါဘူးဥတွေအတိုင်းကျုပ်တို့မှာရှိတဲ့ဥတွေအတိုင်းခမ ्या ကိုတရားစီရင်သွားမှာခမ ्या မှာလည်းသားသမီးတွေရှိရှိမယ်ညီကောင်တော်ကလည်းရှိရှိမယ်ကိုချင်းစာစိတ်လေးထားပါလို့ဟုတ်ဒီနေရာနေပြောချင်ပါတယ်ရှုတိုက်ပေးတိုင်းနဲ့မကြိုက်ပါနဲ့လို့ဒီနေရာနေပြောချင်ပါဟုတ်ကဲ့အကိုကြီးအကိုရဲ့သတင်းလေးပေါ့ဒီကအုတ်ကြီးနဲ့သတင်းပေါ့နော်ဟုတ်ကဲ့ပါစစ်မှုထမ်းတွေကိုကျွန်တော်တို့ဒီဟိုပေါ်တာဆွဲနေတယ်ဆိုတာဒီသတင်းရဲ့နောက်မှာကျွန်တော် ဟိုပေးထားတဲ့စာလေးတစ်စောင်နဲ့ရှိသေးတယ်။ဒါကတော့ကျွန်တော်ရေးသားစာတော့မဟုတ်ဘူးကျွန်တော်တို့ဒါတိုင်ကြားစာ။ဟုတ်မသိဘူးရေးသားစာ။ရေးသားစာတော့မဟုတ်တိုင်ကြားစာ။ဒါကဘာလို့ဒီကကြောင့်မန္တလေးပေါ့မန္တလေးတိုင်းမန္တလေးတိုင်းမဝေးရောမန္တလေးတောင်ဟုတ်ကဲ့မှာတိုင်ကြားရလားပေါ့ကျွန်တော်ဒီတာစီမြို့နယ်မှာတဲ့။တာရင်ဖြစ်သူကို380နဲ့စစ်တန်းထည့်ပြီးတော့တဲ့။အုတ်ချုပ်ရေးမှုရာထူးရယူထားတဲ့အောင်းအောင်းဟာတဲ့။ဟာစစ်မှုတန်းတို့ကတနက်ပြချင်းချောင်းငွေကြေးကောက်ခံနေပါလေဆိုတဲ့တဲ့င်းလေးမှုတ်ဘူးတိပြဟို ူ့ရဲ့သားအရင်သူ့ရဲ့သားအရင်ဟောမှာသူကဒီဟိုဘုံပတ်စံကိုသားသမီးတော်ကိုချာနေပြီးတော့အုပ်ချုပ်ရေးမှူးဂျာရူကိုယူလိုက်တာဟုတ်တယ်ဆိုတော့အဲ့ဒါအဲ့ဒါဆိုရင်ကျွန်တော်တို့ရဲ့ဒီမှာစကပုံကမှန်နေပြီဟုတ်ကဲ့ဘာလို့ဆိုဟိုဘာလဲကဘာမီးလောင်တားကောင်ချာနေတယ်အဲ့အဲ့ဒါအဲ့ဒါကဘာမီးလောင်တားကောင်ကြောင့်အခုဒီကောင်ဘာမှမဟုတ်တာလေးနဲ့တော့ကိုသားသမီးကိုအခုဒီမှာဒီကောင်အဲ့ဒါအဲ့တဲ့ရင်လေးရဲ့အဆက်ကတော့ဘယ်လိုရေးထားလဲဆိုတော့မန်လေးတိုင်းတာစီမြို့နယ်တဲ့မိတ်ထီလာခရိုင်တဲပုံရင်စင်းတဲကုံအုပ်စုမအုပ်ချုပ်ရေးမှုဘယ်သူမှ မတင်မြောက်ထားပဲပေါ့နော်စစ်တပ်နဲ့ပေါင်းပြီးတော့တဲ့အုတ်ချုပ်ရေးမှုနေရာရယူထားတဲ့အောင်းအောင်းဟာတဲ့လွန်ခဲ့တဲ့3နှစ်ကတားပြစ်ကူကို380နဲ့လွန်ခဲ့တဲ့3နှစ်ကနော်380 380နဲ့အခုမှမဟုတ်ဘူးဒါလွန်ခဲ့တဲ့3နှစ်က380ဆိုတော့ဟုတ်လွန်ခဲ့တဲ့3နှစ်ကဆိုတော့ကျွန်တော်တို့27 22နှစ်လောက်တော့ကြာတော့အာနာသိမ့်ပြီကစားပါအေးအဲ့တော့လို့ဒီကတော့380ဆိုနေတော့ရတာမဟုတ်ဘူးနော်380နဲ့တဲ့ဟိုစစ်တပ်တွေကိုထည့်ပြီးတော့တဲ့လက်ရှိမှာလဲတဲ့စစ်မှုထမ်းဘူအတွက်ဆိုပြီးတော့တအိမ်တော်ဘူ2000လုံး ချင်းချောက်ပြီးတော့ကျွန်တော်ကောက်ခံနေပါတယ်ဆိုတဲ့သတင်းလေးကိုမှကျွန်တော်ရှိကိုရောက်လာတာဗျ။အော်2020 2020အလောက်တည်းကကိုသားသမီးတော်မှာ380နဲ့ရောင်းထားတာ။ဟုတ်ကဲ့ပါကျွန်တော်နောက်တစ်ခုကျွန်တော်တင်ပြကျွန်တော်ကျွန်တော်ရှိပေးပို့ထားတဲ့စာလေးကြီးရှိပါတယ်။အဲပကံမှာတဲ့စစ်တပ်ကနေပြီးတော့နေအိမ်ပေါ်ထိတဲ့ပေါ်တာတွေဆွဲနေပါဟာ။ လမ်းမတွေတော့မကတော့ဟုတ်တော့ဟိုအပကန်းဆိုတာကအညာမြေမှာပကန်းဆိုတာလည်းတကယ်ဟိုဖြစ်တော့ဘူးဝိရကမြေလို့ပြောမှာပြောလို့ရတယ်ပြောလို့ရတယ်ဟုတ်ခီလီပထိုးတွေရှိတဲ့နေရာမှန်တယ်ဗျပကန်းမြေပကန်းမြေမှာဆိုရင်ကျွန်တော်လက်ညိုးထိုးရင်မလွယ်မလွယ်ပါဘူးပကန်းဖရားကြီးမလွယ်ဘူးပုံစိုးမှတော့ဖရားတည်နိုင်တဲ့လက်ဝင်ရောတညံညံပကန်းဖရားပေါင်းဆိုတဲ့မြို့ကြီးမှာတော့မှပေါ်တာတွေကိုနေအိမ်မော်တိတက်ဆွဲနေပါပြီတဲ့စစ်တပ်ကလည်းပကန်းမှာတဲ့ နေအိမ်မော်ထီးတဲ့ပေါ်တာတက်ဆွဲနေပါတယ်ယောက်ျားလေးတွေဟာတဲ့ပုံအောင်နေရတဲ့အခြေအနေမျိုးထီးရောက်နေပါပြီတဲ့ဒေသခံတွေကလည်းတဲ့တနေရာကိုတော့တနေရာကို ပုံအောင်နေထိုင်နေရတဲ့အဲအဖြစ်မျိုးတွေတွေ့နေရပါတယ်အဆိုပါဒေသမှာတဲ့နေထိုင်တဲ့ယောက်ျားလေးတွေဟာတဲ့ ည9နာရီနောက်ပိုင်းနဲ့အိမ်တွေကအိမ်မြင်ကိုမထွက်ရဲတော့ပါဘူးကဲအခုကျမှဘာဖြစ်လဲဆိုကျွန်တော်ငယ်တုန်းကပြောရတယ်အဲလူပြိုးမေစန်တထိတ်နဲ့စန်တအိတ်စန်တစိမ့်နဲ့တောင်ထိတ်ပေါ်မှာနေဆိုတဲ့ဥစ္စာဖြစ်နေပြီအဲ့ဒီတုန်းကတော့ဘာဖြစ်လို့လဲဆိုတော့ယောက်ျားသားတွေရှားလို့ယောက်ျားသားတွေအော်တမီးအပြိုတွေကလိုက်ဆက်နေမှာဟိုဟိုသားယောက်ျားလေးတွေပုံနေရပုံနေရတာအခုကတော့ဟိုအဲ့လိုမဟုတ်ဘူးအဲ့လိုမဟုတ်တော့ဘူးတော့ဥစ္စာပေါ့နော်ယောက်ျားလေးတွေကိုခွေးဆွဲမဟုတ်ဘူးလေပေါ်တာဆွဲမှာဆိုလို့ပေါ်တာကိုတီတူတွေပြောပြောနေစကားကြီးချီးတာပေါ်တာဆွဲမှာဆိုလို့ယောက်ျားလေး တွေကပုံအောင်မိနေရတယ်။ယောက်ျားလေးတွေမကပါဘူး။အခုဆိုရင်မိန်းကလေးတော်တော်များများပါ။ပေါ်တာဆွဲတယ်တဲ့ပါနေပါပြီ။ပါနေပါပြီ။တော်တော်လည်းပါနေပြီ။အဲ့ဒဲနဲ့လုံးဝမရှိတဲ့အချိန်ဆိုရင်တဲ့သူတို့ကကျွန်တော်တို့ကတဲ့ပုံနေရတယ်တဲ့။တခါတလေတဲ့။အော်အဲ့ဒဲမရှိတဲ့နေရာဆိုတာဒီပကံမျိုးမှာအဲ့ဒဲတွေမရှိတဲ့အချိန်။အော်အဲ့ဒဲမရှိတဲ့အချိန်။အဲနော်။တခါတလေတဲ့ဟိုတယ်တွေတဲ့။ဝင်ပုံးရပါတယ်တဲ့ဟိုတယ်တွေလည်းတဲ့အဲ့ဒီအချိန်ဆိုရင်တဲ့ပိတ်ထားရပါတယ်တဲ့။အော်တော်သေးတာပေါ့ ဟိုဒါဟိုတယ်ဒီဘာလီရလေးတော့နည်းမနားလေနားလေနားလေတာမဟုတ်ဘူးသူတို့ကညှိနိုင်တာငါတို့ဒီချိန်ပေါ်တာထွက်ဆွဲမယ်မင်းတို့လည်းတကားပိတ်ထားသူမင်းတို့ရှိမှလည်းတကယ်ယူအဲ့လိုအဲ့ဒီပုံစံမျိုးမင်းတို့ရှိမှရှိရင်လည်းငါတို့သတင်းပို့ပေါ့အဲ့လိုဆိုတော့ဒီဟိုတယ်ဒီပိုင်းရှင်နေရာလည်းကြီးလိုက်အောင်ဘယ်သူတွေလဲသူတို့လူတွေပဲအဲအဲ့ဒီကအဲသူတို့ကလည်းအဲ့ဒီအလာများတယ်တဲ့ရက်တွေဆိုရင်တဲ့အဲ ျော့ထားပါတယ်တဲ့အဲ့တယ်တွေဆိုရင်တဲ့မဖမ်းပါဘူးတဲ့ဒေတာကန်ဆိုရင်တော့တဲ့ဖမ်းပါတယ်တဲ့တခါလေတဲ့ကားပေါ်တင်ပြီးတော့တဲ့ရှေ့တန်းကိုတခါလေပို့နေပါလေဗျာတဲ့ကဲဟုတ်ပြီနောက်တစ်ခုကဘာလဲဆိုတော့အိုးဝေဒီငှိုင်းနေတဲ့မလိုက်ကြပါနဲ့ဟုတ်ကဲ့ဟုတ်ကဲ့အဲဟုတ်ပါတယ်အိုးဝေဒီငှိုင်းနေမလိုက်ကြပါနဲ့ပေါ်တာဆွဲတယ်တဲ့ပါသွားလိမ့်မယ်သူ့လူဘုဘသားလို့အခုဝေးပြေခိတ်တို့ဘာလို့မှလဲအသွင်ယူပြီးတော့အဲ့လိုတိုက်စီသမားပုံစံလုပ်ပြီးတော့ကလေးတို့ဓာတ်ထောက်တနတ်ထောက်တွေလုပ်ပြီးဆွဲနေရတယ်ရှိတယ်နော်အများကြီးရှိပါတယ်ကျွန်တော်နောက်တစ်ခုကျွန်တော် အဲဟိုမစီမဆိုင်တော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ပြောချင်တာတစ်ခုရှိပါတယ်ဟိုဘက်ကလုံမီဒီကဘာပြောလဲဆိုတော့အာမင်းတို့ဒီလက်ဟိုပြည်သူအစိုးရလက်ထက်လို့ခေါ်တယ် NLD လက်ထက်မှာနော်ဒေါ်ဆန်းစုကြည်လက်ထက်မှာမင်းတို့ဘာတွေတိုးတက်လို့လဲဘာတွေတိုးတက်လို့လဲလို့ပြောတယ်ဟုတ်ကဲ့အခုအာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာဘာတွေတိုးတက်လို့လဲစံစည်းတွေကြီးွားတယ်စီစည်းတွေကြီးွားကုန်စည်လုံးတွေကဟိုးမိုးပေါ်ရောက်ကုန်တယ်ကုန်စည်လုံးတွေပဲတိုးတက်ကုန်တာလေကျွန်တော်ဘာမှတိုးတက်လာမှာမဟုတ်ဘူးအပြင်ကိုပြည်သူတွေကမ္ဘာနဲ့ရင်မောင်းတန်းအောင်လို့ မြမတည်င်ကမတည်င်အာရှတည်င်တွေကိုကြီးခွင်တော်မှာကောင်းကောင်းမရတော့မရတော့မရတော့ကျွန်တော်တို့ပြည်သူဆိုရလက်ထက်ဒေါန်ဆန်းစုကြည်လက်ထက်တုန်းကဆိုရင်ပြင်သစ်နိုင်ငံကနေပြီးတော့လွတ်တင်ပေးတဲ့မြန်မာနိုင်ငံအလံတစိမ့်နဲ့ဂျိုဒူးတစ်ခုကိုလွတ်တင်ပေးလာတယ်။ဩကြာကြာကြာအခုသူတို့လွတ်တင်တဲ့9နှစ်တာကာလမှာအခု9နှစ်ပဲပြောလိုက်တော့အာနာတိန်ကလည်း9နှစ်ပဲပြောလိုက်တော့เนาะအဲ့ဒီမှာဂျိုဒူးမပြောနဲ့အုံမခွတ်တော်မှာ ကောင်းငင်ကိုမရောက်သေးဘူး။ဟောရှိတဲ့ဒီ line လေးတောင်မှမကောင်းအောင်ဖြစ်နေရလေ။အဲ့ဒါကိုသူတို့ကနေပြီးတော့ဟာငါတို့ကတော့ဘာလုပ်ပြီးနေငါတို့ကတော့ညာလုပ်ပြီးနေရွေးကောက်ပွဲကြီးကိုငါတို့ကဘယ်လိုဆက်လုပ်ပြီးမယ်ညာလို့ဆက်လုပ်ပြီးမယ်လို့အယူဆအားတွေတော့မပြောပါနဲ့လို့ဒီနေ့ကနေကျွန်တော်ပြောချင်ပါတယ်။ဟုတ်ကဲ့။လူတို့ခေါင်းဆောင်ဒွန်ဆန်းစုကြည်ဟာဘလောက်ထိညံ့မျောမြင်ကြီးတယ်လဲဆိုတာမြမာပိုင်းဂျိုတို့တော်မှကောင်းငင်မှာလွတ်တင်ပြီးသွားပြီနော်။ခမည်းတော်ရဲ့စစ်ကောင်စီလိုပဲပြောရမလား။ เออสิกคอมมิชชั่นสิกคอมมิชชั่นလို့ပဲပြောရမလားအဲ့ဒီလူတွေဟာကောင်းငင်မပြောနဲ့ခမားတို့အိမ်ခေါင်မိုးပေါ်မှာဟောအုံမခွက်တစ်လုံးရောက်ပူလာလို့ဒီနေရာနေပြောညီပါတယ်ဗျာဆက်လက်ပြီးတော့ပြောပါအောင်ဗျာဩပြောရမယ်ဆိုတော့အခုလိုမျိုးဒါကတော့ကျွန်တော်တို့ရှီကိုလာရောက်ပြီးတော့ပေးဖို့ထားတဲ့စာတွေကိုကျွန်တော်တို့ကဖတ်ပြတာပေါ့နော်ဟုတ်ကဲ့ပါအဲအခုလိုပဲကျွန်တော်တို့မိမိတို့ရက်ကွက်ပေါ့မြို့နယ်ရက်ကွက်မှာပေါ့ကျွန်တော်ကြေးရမှာပဲဖြစ်ဖြစ်အဲမိွေးစေအိမ်မှုတွေယာယမှုတွေအုတ်ကြီးတွေပြီးရင်ကျွန်တော်တို့ဒီပြည်စောဒီတောက်တိုင်းတွေ โอเคအဲမိမိတို့ကိုဘလို့တွေနှိမ့်ဆက်တယ်ပေါ့နော်ဟိုနှိမ့်ဆက်တယ်ကျွန်တော်နင်းမန်းနှိမ့်ဆက်တယ်အနိုင်ယူတယ်ဘလို့နိုင်ကျင့်လဲအဲ့ဒါလေးတွေကိုကျွန်တော်သိခဲ့တာရှိရင်ကျွန်တော်တက်တေလေးနဲ့တကွနော်ဝင်ဝင်လေးလေးဝင်ဝင်လေးလေးပါကျွန်တော်တို့ရှိမှာလာရောက်ပြီးတော့ကျွန်တော်တို့ကိုကျွန်တော်တို့ရှိမှာလာအောင်ပြေးပို့နိုင်ပါတယ်တိုင်ကြားနိုင်ပါတယ်ပေါ့နော်ဒီလိုတိုင်ကြားမှုနဲ့ပတ်သက်ပြီးတော့လေ ဟိုတိုင်ရရလူဘာမှမဖြစ်ဘူးသားကိုစီးသားရေနည်းနည်းလေးဟုတ်ကဲ့ကျွန်တော်တို့အဲ့လိုတိုင်ရကျင်နေဆိုရင်တော့ကိုစိန်သီးရဲ့ Facebook Messenger ပြီးတော့မှာတွားရောက်ပြီးတော့တိုင်တန်းလို့ရပါတယ်ခင်ဗျအဲ့လိုတိုင်တန်းတဲ့ခါမှာကျွန်တော်တိုင်တန်းသူရဲ့ privacy ကိုလုံးဝမထိခိုက်စေရပါဘူးเนาะဟုတ်ကဲ့အဲ့ဒါကိုတောင်းယူပါတယ်ဟောကျွန်တော်ရဲ့ Facebook တို့ Messenger တို့เนาะ Page တို့မှာလည်းတိုင်ကြားလို့ရတယ်လို့အဲကျွန်တော် Facebook တို့ Messenger တို့ပြီးတော့ အာမသိဘူးပါညာဆိုလဲကိုစည်းစာတို့เนาะဟုတ်ကဲ့တော့ကကိုပေါ်လွင်လို့ရှိမှာလဲမက်ဆန်ဂျာလို့ပါလို့ရှိမှာလဲတိုင်ကြလို့လာရပြီကျွန်တော်တိုင်ကြလို့ရပါတယ်เนาะအမည်စရင်းတွေအမည်နာမည်တွေကိုကျွန်တော်တို့ကဖုံးကွယ်ပေးထားပါမယ်ခင်ဗျာဘာမှမစိုးရိမ်ကြပါနဲ့လို့ကျွန်တော်ဒီနေ့ကနေကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့နောက်ဘက်ဒီနောက်ဘက်ဒီမှာလဲကျွန်တော်တို့ရဲ့ပါဇက်အငားပြည်သူကိုသာပါဇက်အငားနဲ့ပြောတဲ့ဟုတ်ကဲ့ပြည်သူစပီကာအစီအစဉ်လေးကိုနောက်ဘက်ဒီနောက်ဘက်ဒီမှာလဲညံ့ညံ့ဆိုင်ဆိုင်လေးဖြစ်သွားအောင် တိုင်ကြားတဲ့တိုင်ကြားချက်တွေကိုပြောကြားရင်းနဲ့ကျွန်တော်တို့ရဲ့အစီအစဉ်လေးကိုဒီများနယ်ပဲရန်ကားကိုပြုတ်ပါလို့ကျွန်တော်ဒီနေ့ကနေပြောချင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်